ရွေးကောက်ပွဲနီးလာတဲ့အချိန်တိုင်းတက်တက်ကြွကြွနဲ့စိတ်ဝင်တစားရှိနေတတ်တဲ့ဒေါခင်ပြုံးတယောက်စေအောင်စုကလုံမဲ့ရွေးကောက်ပွဲနီးလာပေမဲ့မျောလင့်ချက်မဲ့နေပါဗျ။ဘုတ်ပြင်းမျိုးနဲ့မနိုးယုံကြေးရွာအုပ်စုမှာနေတဲ့အသက်၄၀အရွယ်ဒေါခင်ပြုံးဟာကျင်းပခဲ့ပြီးတဲ့ရွေးကောက်ပွဲ၃ခုစလုံးမှာအသေးကြကမဲတပြားကိုမပြတ်မကွက်ပေးခဲ့ဘူးတဲ့သူပါ။စနစ်တစ်ခုအပြောင်းလဲဖြစ်လာမယ်ဆိုတဲ့မျောလင့်ချက်နဲ့ရွေးကောက်ပွဲအတိုင်းကိုမဲပေးခဲ့တာလို့ဆိုပါရစေ။ ဒါပေမဲ့အခုလုံမဲ့ရွေးကောက်ပွဲကတော့စနစ်အပြောင်းလဲလုပ်ဖို့မဟုတ်ပဲအာနာလက်မလှော့ရရေလှုပ်ဆောင်တဲ့စေအုစုရဲ့မျက်လက်ပွဲတစ်ခုလို့ဒေါခင်ပြောကယုံကြည်နေပါဗျ။အရှိကလုခဲ့တဲ့ရွေးကောက်ပွဲအတန်းကိုတော့စိတ်ဝတ်တစားမဲ့ပေးခဲ့တယ်။ကြောင်းလဲမှုတွေအပေါ်ကိုလည်းမျောလင့်ခဲ့တယ်။အဲဒီအာနာတိမ်ပြီးနောက်ပိုင်းကျတော့မျောလင့်ချက်တွေမဲ့တယ်လို့ဖြစ်ပြီးမြုပ်ကြည့်ရောတာဝင်မပါချင်တော့တာ။တော်လို့လောက်တော်ကိုမြုပ်ကြည့်ရောဘာမှမလဲစိတ်ဝင်စားအောင်စီးပွားရေးကလည်းအဆင်မပြေတော့ ဒါတွေလည်းစိတ်ထဲမထားနိုင်ဘူး။အမတ်တိုင်းကြိုးရရင်မဲမဲနေထဲရမယ်ဆိုတာတော့မသိဘူး။ဒေါခင်ပြုံးနေတိုင်းနဲ့ဗုတ်ကြီးမျိုးနေကစေအုပ်စုလုံးမဲ့ရွေးကောက်ပွဲအပိုင်းတက်ထဲမှာပါဝင်နေတာပါ။လုံချုံကြီးအချင်းကြီးတောက်ဒေါခင်ပြုံးအပါဝင်စောင်းမထဲကသတင်းအရေးမြင့်အမိတွေကိုပြောင်းလဲအသုံးပြုထားပါဗျ။စစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲကိုတနင်္လာနေ့တိုင်းထဲက10မြို့နယ်10ခုစလုံးမှာပြုလုပ်မယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ လာမယ့်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပိုင်း1မှာတနင်္သာရီတိုင်းထဲကဒဝဲဘိတ်ကော့တောင်းနဲ့ဗုတ်ပြင်းမြို့နယ်တွေမှာပြုလုပ်မယ်လို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာပါရွေးကောက်ပွဲအပိုင်း1မှာတော့တနင်္သာရီကျောင်းစုနဲ့ရေပြူမြို့နယ်ပါဝင်ပြီးလာမယ့်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပမယ်လို့ဆိုပါတယ်အဲ့ဒီရွေးကောက်ပွဲမှာတနင်္သာရီတိုင်းအတွင်းတတိပုဂ္ဂလတွေအပါအဝင်ပါတီတွေကကိုယ်စားလှယ်လောင်းတွေနဲ့စုစုပေါင်း124ဦး ဝင်ရောက်ရှင်ပြန်ဖို့ရှိတယ်လို့စစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါဗျ။ရွေးကောက်ပွဲအပိုင်းတက်မှာပါနေတဲ့ဒဝဲအရှိတော်ဒေတာက အသက်50ကျော်အရွယ်ထိုးရေးစင်ကတော့စေအုပ်စုလုံမဲ့ရွေးကောက်ပွဲကတကယ်အပြောင်းလဲကိုဖော်ဆောင်နိုင်မှာမဟုတ်တဲ့အတွက်စိတ်ဝင်စားဘူးလို့ပြပြတတပြောဆိုနေပါဗျ။တဝဲရှိတော်ဒေတာကတော်လိုင်းဤတက်တွင်နဲ့ဆရာနာရှင်တက်တို့စီးတင်းမာနေပြီးပြိပခပြင်းထန်တဲ့နေမီတစ်ခုလည်းဖြစ်ပါတယ် အရင်တော့တော့အားလုံးကတက်တက်ကြွကြွနဲ့မဲထဲကြတယ်။အခုကဘသူမှလည်းအာရုံမရောက်ကြဘူး။သူတို့လည်းအခုအချိန်ဒီမှာမဲဆက်လို့လည်းမရဘူးလေ။ဘသူမှလည်းစိတ်မဝင်စားဘူး။ဒေါ်ဝါရှ်ကမင်းညာခွင့်ရတဲ့ဒဝေဘိတ်ပုတ်ပြင်းတဲ့တရချောင်းမျိုးနယ်ကပြည်သူ၉ဦးကလည်းစစ်အုပ်စုလုံမဲ့ရွေးကောက်ပွဲကစစ်အာဏာရှင်တစုအာဏာဆက်ပြီးထုတ်ကင်နိုင်ဖို့လုပ်တဲ့ညက်လက်ပွဲတစ်ခုပဲဖြစ်တယ်လို့ပြောဆိုကြပါဗျ။ ရွေးကပွဲအတူကာလမှာဆရာနာရှင်တက်ကစစ်တောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့တာအရသားတွေနေထိုင်ရကျေးရွာတွေထဲကိုဒေချောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေပုံများလာတဲ့အခြေအနေတွေကိုကြည့်ပြီးပြောဆိုကြတာပါညံ့ညို့ကံဖျားရက်ကွက်မှနေတဲ့ဥလှအုံကလည်းဆရာနာရှင်တက်ရဲ့လောက်ရက်တွေကို ကြည့်ပြီးအခုလုံမဲ့ရွေးကပွဲကဟန်ပြတက်တက်ပဲဖြစ်တယ်လို့ထောက်ပြပြောဆိုပါတယ်အခုချိန်မှာစက်ကောင်စီကစစ်ကြောင်းတွေတအားထုံးနေတာကိုတွေ့ရတယ် ဒါကိုကြည့်ချင်းအဖြစ်သူတို့အနေနဲ့အဲ့ဒီအာနာဆက်ပြီးမြအောင်လုပ်နေတယ်လို့ပဲမြင်တယ်။ဒီရွေးကောက်ပွဲမှာမင်းသားလက်စစ်တပ်လူကျန်းလက်စစ်တပ်ပါပဲ။တဖက်မှာလည်းစစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကအော်တိုဘာလ28ရက်ကစပြီးမဲဆွယ်စီယုံနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။အရင်ကကျင်းပခဲ့ပြီးရွေးကောက်ပွဲရဲ့မဲဆွယ်စီယုံရေးကာလတွေတုန်းကဆိုရင်မဲဆွယ်စီယုံရေးရှင်နန်းတွေဟော်ပြောပွဲတွေယုံကြည်ရာပါတီကိုဝန်းရံသူတွေနဲ့အော့အုပ်တဲတဲဖြစ်နေလေးရှိပါတယ်။ ဒါပေမဲ့ဆဲလ်စုလုံးမဲ့အခုရွေးကောက်ပွဲမှာတော့မဲဆန္ဒရှင်ကီတူရီရဲ့စိတ်ဝင်စားမှုမရှိသလိုမဲဆွယ်စီယုံလာတွေလည်းမတွေ့ရသလောက်ဖြစ်နေတယ်လို့ဆိုပါတယ်။အခုရွေးကောက်ပွဲမဲဆွယ်ကာလမှာဆီယနာရှင်တက်လက်ဝိခံ ဖြစ်တဲ့စံခိုင်ရေးပါတီကကိုစလဲလောင်းတွေပဲမဲဆွယ်စီယုံရေး V9 ထောင်တာလက်နက်ကင်တွေခြံရံပြီးလုံခြုံတဲ့နေရာတွေမှာဟော့ပြောတာတွေပဲလုပ်နေတာတွေ့ရတယ်လို့တနင်္လာရီတိုင်းသားတချို့ကပြောပါရယ် ဒါပြင်မျိုးပေါ်ရက်ွက်တချို့နဲ့ဂျေးဝါတချို့မှာဆိုရင်ဆရာနာရှင်တက်လောက်ခံပြူစောထီးတွေနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကရွေးကောက်ပွဲမှာမဲထဲ့ဖို့ဤသူတွေကိုချင်းချောက်တာတွေလုပ်နေတယ်လို့ဆိုပါတယ်။ဘုတ်ကင်းမျိုးမှာလည်းဒီလိုချင်းချောက်တာတွေရှိနေတဲ့အတွက်ဆေအုပ်စုရဲ့ရွေးကောက်ပွဲကိုမကြိုက်ပေမဲ့ထုံမပြောရဲဘူးလို့ဘုတ်ကင်းမျိုးဘိုးချုပ်လမ်းမှာနေတဲ့ကိုတင်ငွေကပြောပါတယ်။ချွတ်ချွတ်တော်မျိုးတွေလုံနေတဲ့ဆက်ကြီးတွေရှိတယ်။မက်ထေရဝင်းပညာပေါ့။ လည်းနဲ့တကားကားနဲ့ခွေးပုံးဝါနေတဲ့ပြဆိုသေးတယ်ပေါ့ဥနမရှိတဲ့ကောင်းတယ်ဦးလေးတို့လည်းအဲ့ဒီရွေးကပွဲနဲ့ဘက်သက်တော်တွေစကားတွေထဲပြီးတော့မပြောမကြဲလဲစိတ်ထဲမှာပဲထားတယ်အခုချင်းတွေကအော်လွန်ကိုဂျုံနေရဆံမြတဲ့ကားလို့ဆိုတော့ဗက်ရှစ်ဘူပဇက်စီဆိုနေရရှိမှာတော့စေအောင်စုနဲ့ဘတ်တော်သားတွေကကီသူတွေစိတ်ဝင်စားတဲ့ရွေးကပွဲကိုမဖြစ်မနေလှုပ်ဖို့အတင်းအဓမ္မလှုပ်ဆောင်နေပါတယ် ါပေမဲ့စေအုပ်စုလုံးမဲ့အတူရောင်ရွေးကောက်ပွဲကလက်ရှိပြိပခရီနဲ့အကြက်တဲကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့တော်လိုင်းရေးအဖွဲ့ရိနိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂကပြောဆိုထားပါတယ်။နိုင်ငံတကာနဲ့ပြည်သူတွေကိုလှည့်စားဖို့ကြံထားတဲ့စေအုပ်စုရဲ့မျက်လှည့်ပွဲကပြကွက်ဟောင်းကြီးမှုပြည်သူတွေကစိတ်ဝင်စားပေမဲ့စေအုပ်စုကတော့အာရမလက်ခုပ်တီးခိုင်းနေပါတယ်။